အားလုံးပဲမင်္ဂလာပါရှင်စူပါမန်ချန်နယ်လေးကကြိုဆိုလိုက်ပါရနော်ဧပြီလဘွားဘီဘီလေးတွေဟာမိမိတို့ဝေးဖွားတဲ့ရက်ပုံမှုတည်ပြီး Aries နဲ့ Taurus ဆိုပြီးနှစ်မျိုးခွဲခြားနိုင်ပါတယ်မိသားလို့ခေါ်တဲ့ Aries လေးများဟာ ဧပြီရက်နေ့ကနေဧပြီ16ရက်နေ့အတွင်းမွေးဖွားကြသူများဖြစ်ပြီးတော့တိတ်သားလို့ခေါ်ရင် Torres လေးများကတော့ဧပြီလ20ကနေဧပြီလ30ရက်အတွင်းမွေးဖွားကြသူများပဲဖြစ်ကြပါတယ်အဲရီစ်ဘေဘီလေးများအတွက်သက်ဆိုင်ရာဂျိုးဟာအင်္ဂါဂျိုးလို့ခေါ်တဲ့မတ်စ်ဖြစ်ပြီးတော့မိဒတ်ကိုကိုးစားပြုကတင်ကေတာအဖြစ်တိုးထီကိုအသုံးဆွဲပါတယ်။အဲရီစ်ဘေဘီလေးများရဲ့ဇယိုက်လက္ခဏာလေးတွေကတော့ အရာရာကို စိတ်အားထက်သန်လေးရှိပြီးစွန်စားလူစိမ်းမြမကအသက်ဆန်းများကိုစံတန်းရန်စိတ်ဝင်စားလေးရှိကြပါသည်။အမျိုးချစ်စိတ်ဝင်သားမှုစိတ်ပြင်းပြပြီးတော့စွမ်းအားပြေဝတဲ့ခေါင်းဆောင်ခေါင်းစရိုက်ရှိသူများလည်းဖြစ်ကြပါသည်။စိတ်လှုပ်ရှားလွယ်တဲ့သူများဖြစ်လို့အလင်းစလိုလုတ်ကိုင်းဆုံးဖြတ်တတ်ကတခါတရံစိတ်တို့လွယ်တတ်တာစိတ်မရှိတတ်သူများထဲမှာပါဝင်လိရှိပါသည်။စကားပြောဆိုရမှာလဲတွန့်ဆုတ်တွေးဝေးခြင်းမရှိဘူး။ ရဲရင်ပြသားစွာရိုရိုတတပွမွင့်လင်းလင်းပြောဆိုလေးရှိတတ်ပါ၏။ပြိုင်ဆိုင်မှုများနဲ့စိန်ခေါ်မှုများကိုရင်ဆိုင်ရန်စိတ်ဝင်စားတဲ့သူများလည်းဖြစ်ကြပါရဲ့။လုပ်ငန်းခွင်အတွင်းမှာမိမိကိုယ်တိုင်လည်းစွမ်းဆောင်ရည်ကောင်းမွန်တယ်လို့အခြားသူများစွမ်းဆောင်ရန်မြင်မားစီဖို့အတွက်လည်းလှုံ့ဆော်ပေးနိုင်သူများဖြစ်ပါရဲ့။မိသားစုမိတ်ဆွေများအတွက်စွန့်စားကာကွယ်ဆောင်ရွက်တတ်လေးရှိကြပါရဲ့။ Aries baby လေးများရဲ့အားနည်းချက်လေးများကတော့အလုပ်တစ်ခုကို အစာပြုံလုပ်ခိုင်ရမှာစိတ်အားထက်သန်တော်လေအဆုံးတက်ရန်ခက်ခဲလေးရှိသူများဖြစ်ပါ၏ဒါပြင်စိတ်လက်မဲ့မှာလုပ်ခိုင်တတ်ကြသူများဖြစ်လို့ပရိပခါဖြစ်လွယ်သူများလည်းဖြစ်ကြပါတယ် Torres baby လေးများအတွက်သက်ဆိုင်ရာဂျိုကတော့တောက်ချခေါ် Venus ဖြစ်ပြီးရေတက်ကိုကိုစားပြုကတင်ကေတာအဖြစ်နွားထီးကိုသုံးဆွဲလေးရှိပါ၏ Torres လေးများရဲ့ဇိုင်းလက္ခဏာလေးတွေကတော့စိတ်ရှည်တိခဏတတ်သူများဖြစ်ပြီးအလုပ်တစ်ခုကိုစနစ်တကျဆွဲမြဲလုပ်ဆောင်တတ်သူများဖြစ်ပါရဲ့။စိတ်ခံစားချက်နဲ့ဆိုင်ကအမှုပညာတဘာဝအလှအစားတောက်ကောင်းများကိုစိုက်နှစ်တက်လေးရှိပါရဲ့။စိတ်ချယုံကြည်နိုင်တဲ့လက်တွဲပေါ်များဖြစ်ပြီးတစ္ဆာရှိကမိသားစုမိတ်ဆွေများအပေါ်အလေးထားလေးရှိပါ၏။ဇွဲကောင်းပြီးခေါင်းမာတဲ့ကဆုံးဖြတ်ချက်များကို မပြောင်းလဲတတ်သူများလည်းဖြစ်ပါ၏။ ငွေကြေးများကိုအကောင်းမွန်စွာစီမံခန့်ခွဲတတ်ပြီးဘဝတူညီမှုကိုတံမိုးထားဖန်တီးလိရှိပါ၏မိမိချစ်ခင်ရတဲ့သူများအတွက်လည်းစွန့်လွတ်စွန့်စားဆောင်ရွက်လိရှိတတ်ပါ၏အပြောင်းလဲပြုလုပ်ရခြင်းကိုတော့မနှစ်သက်ပဲတက်တောင့်တက်တာနေရတဲ့အနေအထားမျိုးမှာပဲပြောင်းလဲရန်ဝင်လေးလိရှိပါ၏စိတ်ဆိုးသွားပါကပြင်းထန်စွာပြန်လဲတုံ့ပြန်လေးလည်းရှိကြပါသည်ဧပြီလဖွာတတမိမိလေးများရဲ့ဇယိုင်းလက္ခဏာနဲ့ ကောင်းကျိုးအားနည်းချက်လေးများကိုမမေတို့သိရှိနားလည်ဖို့ Superman Channel လေးကဝင်မျှပေးသွားတာပဲဖြစ်ပါတယ်။ Superman ကမမေတို့သိကျင်တဲ့ဗဟုသုတအကြောင်းအရာလေးတွေကိုအခါအားလျော်စွာရှာဖွေတင်ဆက်ပေးသွားမှာဖြစ်လို့မမေတို့သိကျင်တာလေးများရှိခဲ့ရင်ဒီဗီဒီယိုလေးရဲ့ comment မှာရေးသွားပေးကြပါအောင်နော်။အားလုံးကိုအထူးပဲကျေးဇူးတင်ရှိပါတယ်။